အာရခတက်တော်အေအေသိမ့်ပိုက်ထားတဲ့ဘကူးတိုင်းနောက်ချမ်းကညောင်ကျုစခန်းကိုပြန်လည်ရရှိဖို့စစ်ကောင်စီကအပြင်းထန်ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ညောင်ကျုစခန်းအနည်းကိုပြီးခဲ့တဲ့ရက်ပိုင်းဧပြီ23ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့အေအေတို့အပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ဆင်နေရွာနားမှာတိုက်ပွဲဖြစ်တဲ့တိုက်ပွဲမတိုင်ခင်နေ့ကလေးကစစ်တပ်ဖက်ကနေအင်အားစုဖွဲ့ပြီးညောင်ကျိုးကိုချီတက်လာတာ။ ကျွန်ထွက်လာတဲ့စစ်ကြောင်းနဲ့အေရုတိုက်ပွဲဖြစ်တာလို့စီးရီးတရင်ရှင်းမြစ်က ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့မက်လာဆက်နေနေကညောင်ကျိုးစခန်းကို AA ကတင်းယူပြီးတဲ့နောက်စစ်ကောင်စီကစခန်းပြန်လည်ရရှိဖို့အတွက်အင်အားစုဖွဲ့ပြီးမကြာခဏစစ်ကြောင်းထိုးတာတွေပြုလုပ်လာခြင်းဖြစ်ပါရယ်ဒါအပြင်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းစေယုံမေဖြစ်တဲ့ညောင်ချောက်ရှိကပ္ပစ6နဲ့ကပ္ပစ9ကို အင်အားတွေစုဖွဲ့ပြီးတော့ညောင်ကျိုးဟုစစ်ကူပို့နေပြီးလက်နက်ကြီးတွေနဲ့ပါဖြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါဗျ။ညောင်ကျိုးတိုက်ပွဲကိုစစ်ကောင်စီကစစ်တင်နန်းစင်တပ်သားတွေအပြင်မော်ဘီခြေဆိုင်တရင်တုံးရင်ကထုံနှုတ်အင်အားတွေကိုပို့ပြီးတိုက်ခိုက်စေပေမဲ့ညောင်ကျိုးစခန်းကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကမြေပြင်စစ်ကြောင်းထိုးတာအပြင်လေးကြောင်းပစ်ကူတွေနဲ့စံတက်လေဒီပင်နဲ့ပါဖုံးနေကျဲနေပြီးကမ္ဘာဆာဆဲယုံနေဘက်ကပါလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေပါတယ်။ ချင်းကောင်စီကညောင်ကျိုးစခန်းပြန်လည်ရယူဖို့အတွက်ကီနဲ့အုပ်ရှိပင်မြို့ကစားနေရိတ်ခါနဲ့နက်နက်ခဲရန်တွေကိုစစ်တုံးကားတွေ၊ကုန်ကားတွေနဲ့ပို့ဆောင်နေပြီးဒရယာရန်တွေကိုရွှေတောင်ကတက်စင်းယုံကိုပို့ဆောင်ကူတာပေးနေတယ်လို့သိရပါဗျ။